အားလုံးမဲမင်လာပါလောကမှာယဉ်ကျေးမှုဆင်ရာအမျိုးမျိုးရှိကြတဲ့အထက်အင်းအမောဆုထူးချင်းအကြောင်းအရာနဲ့ပတ်သက်တဲ့ဘုသူရဆံရလေးလိလဆရာလေးတွေကိုတိဆက်ပေးလိုက်ပါတယ်အင်းမြောင် ဆိုတာကတော့အိမ်မှာရှိရတဲ့တဘာဖြစ်တော်လဲပဲဆုထူးတဲ့အခါမှာဆိုရင်အကြောင်းမဲ့ဆုထူးခြင်းမဟုတ်လို့ယူဆကြတာရှိပါတယ်အိမ်မြောင်ဆုထူးတဲ့အတန်ကို နမိတ်ကောက်ယူလေးရှိကြပါတယ်အိမ်မြောင်ဆုတ်ထိုးတဲ့နမိတ်နဲ့လောကီဆိုင်ရာအယူအဆအမျိုးမျိုးကိုဒီနေ့ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်အိမ်မြောင်ဆုတ်ထိုးတဲ့အကြောင်းရင်းနှမျိုးရှိတယ်လို့ခွဲခြားထားပါတယ်တစ်မျိုးကတော့မိတို့အိမ်အတွက်မိတို့မိသားစုအတွက်အရေးအကြောင်းများသို့၎င်းနောက်တစ်မျိုးကတော့လက်လာပါဝင်လာနိုင်တဲ့အခါမှာဆုတ်ထိုးပြီးတော့နမိတ်ပေးတဲ့လူယူဆရပါတယ် နောက်တစ်ခုကတော့ဘုရားရှင်ကိုအမြတ်တမ်းပေးဝေခြင်းမှာလည်းအိမ်မြောက်ဆုထိုးခြင်းညခါတွင် ဆုထိုးခြင်းများရှိတတ်ပါတယ်လူတို့မေတ္တာဖို့အမြတ်ဝေတော်ရရှိခြင်းကြောင့်တမာရီဝနှကောင်းနှမြတ်တို့ရဲ့ကိုယောင်ကိုယ်ဟာတောက်ပလာခြင်းဘုံတကိုကြီးမလာခြင်းတို့ဖြစ်ပေါ်လာကြပါတယ်ဒါကြောင့်ဘုရားရှင်ကိုခြင်းမှာအိမ်မြောက်ဆုထိုးခြင်းကမိတို့ကုသိုလ်အမြတ်ဝေတော်ကိုနှစ်သက်သဖြင့်တာရုခေါ်ခြင်းဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ထို့အတူညချင်းဆုထိုးခြင်းဟာလည်းပဲတမာရီဝနှကောင်းနှမြတ်တို့က ကောင်းမှုကုသမပြလှုပ်ဆောင်ရင်တတိပေးခြင်းနဲ့မိမိကိုစောင့်ရှောက်နေကြောင်းနမိတ်ပြတည်လည်းဖြစ်နိုင်တယ်လို့ယူဆလည်းရှိပါတယ်။တဏှာရေးမှာပီပီပင်ဆုပ်ထိုးမှသာနမိတ်ဖြစ်ကောက်ယူတယ်လို့လည်းဆိုကြပါတယ်။ဆုပ်ထိုးခြင်းနမိတ်ကိုအခုချိန်ပါအယက်မျက်နှာလိုက်ကောက်ယူကြအပြပါတယ်။တရားတွေကတော့ရှေ့ဘက်အယက်မျက်နှာမှာဆုပ်ထိုးရင်ရှင်ငွေလက်လာပါတွေဝင်တက်ပြီးတော့ပူဇော်ကြီးမြတ်နိုင်ခြင်းခံရပါတယ်။အရှိတောင် ရကဆုပ်ထိုးရင်ကြေးကျွန်ကျွန်းနွား ပြည့်ရက်ပြီးတော့ရှင်ငွေလက်ထွက်တတ်ပါတယ်တောင်ရက်ကမြည်ရဆိုရင်တော့ခြေနှချောင်းစုပ်ကောင်းဝင်တတ်ပါတယ်အနောက်တောင်ရက်ကမြည်လာတယ်ဆိုရင်ခြေလေးချောင်းခြေကျွံပျောက်ဆုံးထွက်ခွာတတ်ပါတယ်အနောက်ဆူရက်ကမြည်လာခဲ့ရှိသောရှင်ငွေရနာလိုလက်မျိုးဝင်လာနိုင်ပြီးတော့အချံရံများစွာလည်းရတတ်ပါတယ်နောက်မြောက်ရက်ကစုပ်ထိုးပြည်တန်ကြားရလည်းတော့လူဝင်လက်ဝင် ဖြစ်တတ်ပါတယ် မြောက်ရက်ကဆုံးရတဲ့ကြားရင်တော့မင်းဆိုးရစာရူရဲ့ချီးမြောက်ခြင်းခံရပြီးတော့ရှင်ငွေလက်လာပါအဖျားဖျား ဝင်တတ်ပါတယ်ရှင်မြောက်ရက်ကမြည်လင်တော့အိဆောက်အိမ်ပြင်လက်ဝင်တာတွေရှိပြီးတော့လူလဲဝင်တတ်တယ်မီးလန့်တာလည်းဖြစ်တတ်ပါတယ်မိမိချင်းရင်အောက်ဖက်မှာဆုံးထုတ်တဲ့ကြားလင်းခြူကြပြီးတော့အညံ့နေများလာတတ်ပါတယ်မကောင်းပါဘူးဥကောင်ဥကောင်အထက်ရက်ဘက်ကဆုံးထုတ်တဲ့ကြားလင်းတော့လွန်စာကောင်းပြီးတော့ လက်ကြီးဝင်တတ်ပါတယ်ချမ်းသာရပြီးတော့အကြံအကြံညာအောင်မြင်တတ်ပါတယ်တချို့ယူဆတွေကလည်းဆက်လက်ဖော်ပြမယ်ဆိုမျိုးကြောင်မှာစီးပွားသူလောင်ရက်ကဆုံထုတန်ကြားလင်းအကျင်သူရဲ့တမီးတမီးတို့ပစ္စည်းလာပို့တာလို့ဆိုဆိုကြပါတယ်အချို့အိမ်များဆိုရင်စံအိုးစံမရစီအိုးစီမရရှိတတ်ပါတယ်အိမ်မောင်ဆုံထုတာဆိုတာစံကွက်ကတိုင်းကွက်ဝင်နေတဲ့အိမ်မောင်ဆိုတာ ဇန်ကွက်ကတိုင်းကွက်ဝင်နေတဲ့နှလုံးရှင်လို့ဆိုကြပါတယ်။သူတို့ကမဆမဆမဲ့နတ်တွေလာတာကိုမြင်ရပါတယ်။ဒါကြောင့်အိမ်မြောင်ဆုပ်ထိုးတာဆိုတာလူတို့နဲ့နတ်တို့ရဲ့ဆက်နွယ်နေတဲ့အချက်ပြတင်ငိတာလို့မှတ်ယူကြပြန်ပါတယ်။တခါတရံငွေတို့ငွေစရွှေတဲ့ပစ္စည်းမျိုးကောက်ရတာမျိုးလည်းရှိတတ်ပြန်တယ်။ဒါပြင်မိမှာအဆောင်အရှောက်တွေရှိခဲ့ရင်လည်း ဘုရားရှိခိုးဒီစဉ်အိမ်မြောင်ဆွေးတွေးခြင်းဖြစ်တတ်ပြီးတော့တခုဖြစ်မိကိုမသိစိတ်ကကြိုတိနေကြိုတိနေလို့ဖြစ်တတ်ခြင်းနောက်ကိုတင်ထားတဲ့အရာတွေကရုတ်တရက်ဖြစ်လာတဲ့ခြင်းဘေးကနေရှိတဲ့ခါမှလည်းလွမြောက်တတ်ခြင်းတိုက်ဆိုင်မှုတွေရှိရင်ရှိတတ်ခြင်းတတ်တိုက်ဆိုင်ဆိုင် ဖြစ်တတ်ခြင်းလို့ရှိတတ်ပါလေဒုက္ခရောက်နေရင်လင်းတော်လည်းပဲရန်တာသုံးပါးကျေးဇူးအောင်မေတ္တာနေတာပြီးတော့ကုညီမဲ့သူပေါ်လာ တခြင်းအသက်အနည်းရဘေးမှာဒီဒီလေးလွတ်မြောက်ခြင်းရောက်လာမဲ့ဘေးဒုက္ခတွေမှာလွတ်မြောက်ခြင်းစတာတွေကြုံရတတ်ပါတယ်။ဒါအပြင်ထေထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့အင်ဂုတ်ရနိကေလာမူကြီး၅ရက်ကိုချပြရှင်းပြထားသည်နဲ့ကဉ္ညီမျိုးမရှိပြန်တာတော့တွေ့ရပြန်တယ်။ဒါကတော့တိယုံကြည်တဲ့သရာတရားရှိရမယ်။ဆိုတော့ဘုရားတရားတန်ခါပေါ်မှာယုံကြည်ရှိရမယ်။ နှစ်စောင့်ထိန်တဲ့သီလရှိရမယ်ဒါကတော့ဇာယိတသီလဝါယိတသီလရှိရမယ်ကိုပြောခြင်းဖြစ်ပါတယ်နံပါတ်3မှာကျတော့ကောတုဟလမင်္ဂလာကိုမယုံကြည်ရခြင်းဒီထဲမှာပါဝင်နေပါတယ်ဥပမာဆိုရင်တော့ကြီးကန်းလာနာရင်နမိမကောင်းဘူးအိမ်မြောင်ဆုထိုးရင်လက်ကောင်းတယ်စတဲ့ကောတုဟလမင်္ဂလာကိုယုံကြည်မှုကိုလက်မခံရခြင်းမဖြစ်ပါတဲ့ နံပါတ်၄ကံတရားကိုယုံကြည်ရမယ်လို့ဆိုလိုခြင်းမိမိပြုလုပ်တဲ့ကံကောင်းကျိုးဆိုးကျိုးရလက်တည်တာမိမိပြုလုပ်တဲ့ကံတည်တာကောင်းကျိုးဆိုးကျိုးရလက်ဖြစ်တယ်ဖြစ်တည်လို့ယုံကြည်ခြင်းဖြစ်ပါတယ်နံပါတ်၅ကတော့သာသနာတော်ပြင်ပမှာကူးကွယ်မှုကိုမရှာခြင်းလို့ဖြစ်ပါတယ်ပုံပြပါเจ้าရာတွေဟာဆိုရင်အိမ်မောင်ဆိုးဆိုးခြင်းနှမိတ်နဲ့ကူးကွယ်ယုံကြည်မှုဆရာပြဋ္ဌာန်းချက်တွေကို တင်ပြလက်ခြင်းဖြစ်ပါတယ်ခုလိုဆုံးထိကြည့်ရှုပြရတဲ့အားလုံးကျေးဇူးတင်ပါတယ်